မင်းနဲ့တင်ပြီးတော့တမိုင်းနာခဲ့ရတဲ့အထိဖြစ်ခဲ့ရတဲ့အင်ဒီနဲ့ကြောင်းဒီနေ့မှာတော့ပုပ်ပားတော်တောင်လုံးတင်မကမြမလူမျိုးမှန်သမျှရဲ့အိမ်တိုင်းအိမ်တိုင်းမှာမြင်တွေ့ရတဲ့ဘဘဲမောင်တစ်တဲခေါ်မင်းမာဂရီနဲ့ကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါရည်အိမ်တိုင်းအိမ်တိုင်းမှာအင်တွင်အုံးဆိုတဲ့နေ့စဉ်ပြင်ပိတ်ဆာအနီနဲ့အတူတူညနေရောက်တိုင်းမဖြစ်မနေပိတ်ပြရတဲ့ဆန်လေးတစ်ခုအဖြစ်မနေရှိနေကြမှာပါဒါဆိုရင်တော့အိမ်နေအုံးဟာဘလို့ဖြစ်လာတာလဲ ညနေရောက်တိုင်းဘာလို့မလို့လိုက်ကပြေးပေးရတာလဲဆိုတော့ရွာတလေဖြစ်ပျက်တွေကိုပါတဘာနဲ့ဖြေရှာပေးသွားမှာပါမြမတက်ကလေး266ခုတကံပြီမီ90မြောက်တေလဲချောင်းမင်းလက်ထက်မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်လေးတစ်ခုကိုပြောရအောင်ပါဗဘင်းမောင်တင့်တဲရဲ့နမေရှင်ကတော့မောင်တင့်တဲဖြစ်ပြီးတော့မီယုဖလာဘဘဲထုစစ်ခြင်းတက်ပညာကိုလောက်ကင်တက်မွေးဝဲအကြောင်းပြုခဲ့ကြပါရီမောင်တင့်တဲနေထိုင်ရာရက်ကတော့ တကောင်းပြည်ဖြစ်ပြီးတော့ထိုအချိန်မှာတကောင်းပြည်ကိုအုပ်စိုးတဲ့တကောင်းပြည်ရင်ဆိုတာလည်းရှိနေခဲ့ပါရင်တကောင်းပြည်အနေနဲ့ကတော့တင်းတင်းလျှောက်ပတ်တဲ့ဖိုးတကုတ်အာဏာတွေရှိပေမဲ့လေကာယအာဏာရှင်လာခဲ့မယ်ဆိုရင်တော့တေချာပေါက်နောက်ကောက်ကြကြံခဲ့မယ်မင်းတပါလို့ပြောရမှာပါဒီလိုမျိုးတရေပေါ်ကြောင့်မင်းအုပ်စိုးနေတဲ့လက်ထက်မှာပဲဘဘဲပညာရှင်ကြီး ။ဦးတည်တော်ဟာနမ်မှုနေရနဲ့ပတ်သက်ပြီးတော့လေဘဘေးပညာရမှာတော်လီအားကိုရတဲ့ဒုတိယဖြစ်ပါရီ။ဦးတည်တော်မှာတော့အင်မတန်မှခွန်အားပလာကြီးမှပြီးရုပ်စင်းအင်ကပြည့်ပြည့်လုံးနဲ့မောင်တစ်တယ်ဆိုတဲ့သားတယောက်ရှိသလိုအင်မတန်မှချောမောလပလုံးနဲ့နှမတော်မမျက်လာနဲ့ထွေးပြူဆိုပြီးတော့သာသမီ၃ယောက်ထွန်းကားခဲ့ပါရီ။မနမ၃ယောက်ထဲမှာမောင်တစ်တေကတော့ဖခင်ဖြစ်သူအားကိုရဆုံးသားတယောက်ဖြစ်နေခဲ့တယ်လို့ဖခင်ဖြစ်သူနဲ့တူဗဘေးပညာကိုလည်းထူးထူးကြော်ကြော်လောက်ကိုင်းနိုင်သူဖြစ်ပါရင် မောင်တေတရအင်မတန်မှခွန်အားပလာကြီးမားရေဆိုတဲ့အတိုင်းတခါစားရင်တနက်ကိုစံလေးပြီအသာလေးကုန်နေလို့လေဆိုထားကြပါရဲ့ဒီလိုမျိုးစားကြည့်သလားခွန်အားပလာနဲ့ပတ်သက်လာရင်လေပိတာ90ကြီးတဲ့သူကိုညဘက်လက်တလေပိတာ100ရှိတဲ့သူကိုဘယ်ဘက်လက်ကတလေဆိုပြီးတော့အတိုင်ပေါင်းညီညီရုံးကန်နိုင်သူဖြစ်နေကြပါရဲ့အဲ့ဒါအပြင်မောင်တင့်တဲရဲ့တူထုသူဟာတကောင်းတပြီလောတုတ်ခါစေရောက်သားမကတကောင်းဖြစ်ရှင်မင်းကြီးရဲ့နန်းတော်ကြီးပါကြားနေရတယ်လို့ဆိုပါရီး ဒီနေ့မှာတော့အင်မတန်မှထူးခြားလို့နဲ့မောင်တစ်တရဲ့ကုတ်တည်းဟာတကောင်းပြည့်ရှင်မင်းကြီးရဲ့အပားတော်လျှောက်သွားခဲ့ပြီးတိုင်းပြည်ပုံကံမှုတွေရှိလာမှဆိုတဲ့အတွက် မောင်တစ်တေကိုဖမ်းဆီးပြီးတော့သိမ်းမိတ်ချဖို့ဆုံးဖြတ်ခဲ့ကြပါပြီ။ဒီတင်းကိုကြားသိရတဲ့မောင်တစ်တေကလည်းလုတ်ကင်းရမလေတော်ရွာဘက်ကိုပြေးခဲ့ပြီးတော့မကြခင်မှာပဲ ဘရေရဲ့ရွေးကောက်တော်ရနံမတော်မင်းမြလာတယောက်မိပြေကောင်ဖြစ်နေခဲ့ပြီဆိုတာသိလိုက်ရပါတယ်။ဒါကြောင့်မင်းဘရေရဲ့ဖိတ်ကြားမှုကြောင့်နန်းတော်ကိုပြန်လာခဲ့တဲ့အချိန်မှာတော့နှက်ွက်တုတ်ခဲကြော်ရိုက်တတ်တဲ့တကောင်ပြည့်ရှင်မင်းကြီးလဲမောင်းတင်တယ်ကိုဖန်စီပြီးနေရာမှာရင်ရိုင်းနဲ့ထူးကျိတ်ပြီးတော့သိစေခဲ့ပါတယ်။ဒါပေမဲ့လေစိုးစီးများမထိခိုက်တာကြောင့်ရက်ဆက်ဆုံးညပန်းဤဖြစ်တဲ့မိရှုတပြက်ချင်းလမ်းစီကိုရွေးချယ်ခဲ့ပါတယ်။ဒီလိုမျိုးတပြက်နေချိန်အတွင်းမှာပဲနှမတော်ဖြစ်သူမင်းမြလာရောက်လာပြီးတော့ဝင်းရောက်တားဆီးရမှာမောင်နှမနှစ်ယောက်လုံးမိလောင်တိုက်သွေးပြီးတော့အသက်ဆုံးရှုံးခဲ့ရပါတယ်။ မတူထူးခြားမှုတွေနဲ့မွေးလာခဲ့တဲ့မောင်နှမတွေဆိုတဲ့အတိုင်းမမြန်လာနဲ့မောင်တိတဲတို့ဟာနောက်ပိုင်းမှာနှမောင်နှမဖြစ်လာခဲ့ပြီးပုပ်ပါတောင်မှအခြေချဆောက်ရှောက်ခဲ့ကြတယ်လို့ဆိုခဲ့ကြပါရည်တကယ်တမ်းတော့တကောင်းပြည့်ရှင်မင်းကြီးညံအပိမ့်မန်ပိုထိုက်မရမေဆိုရင်မောင်တိတဲဟာအတိုင်းပြည်အတွက်ပိုအားကိုရတဲ့သူတယောက်ဖြစ်လာလိမ့်မယ်ဆိုတာသိကြပါရဲ့ရှင်ဆိုတော့ပြည်သက်ကြီးနေနဲ့လဲအိမ်တိုင်းမှာအမေကိုဝယ်နေကြတဲ့မိမဂရီနဲ့ကောဘဘဲမောင်တိတဲအကြောင်းသိကြလေးသိသွားမယ်လို့ထင်ပါရည်